အာပြည်သက်ကြီးစီကသူ့အကြီးမှာပေါ့နော်စူးကိုဘယ်လိုမျိုးပုံစံအနေနဲ့တရုပ်ဆောင်ထားလဲဆိုတော့ဟိုစူးကိုကြည့်လိုက်ရင်ချစ်ဖို့လဲကောင်းနေရမယ် တဖက်မှာဆိုလို့ရှိရင်လည်းအရန်လဲကောင်မလေးကမုန်းဖို့ကောင်းနေရအဲ့လိုပုံစံမျိုးလေးအနေကိုရီးယားကိုယ်ကြည့်နေကြကိုရီးယားဖန်ကအဲ့လိုချောချောလေးနဲ့မုန်းဖို့ကောင်းနေအဲ့လိုကောင်မလေးပုံစံမျိုးလေးအနေနဲ့သူကတရုတ်ဆောင်တာဆိုတော့ပြိသက်ကကြည်နေကြည်နေနဲ့ဟဲ့ငါသူနဲ့ပဲသဘောတူကျင်လိုက်တာဆိုရဲအဲ့လိုပုံစံမျိုးလေးအနေနဲ့လည်းရောက်အောင်လည်းတရုတ်ဆောင်တာလေးလည်းရှိရပါတော့เนาะအဲ့တော့အစဲလက်ခံရမယ်အချစ်လက်ခံရမယ်လို့တော့ထင်ပါတယ်သူ့အနေနဲ့ကတော့လေ စိုးအိမ်ကိုလာရင်ဆိုတာလေကိုကိုကိုပဲတွေ့ချင်လို့ပါကိုမေမောစိတ်မကြီးစိတ်ကြီးတော့ဘူးစိတ်ကြီးကိုကလာစိုးဆိုမြဲလို့မမြင်ထုံးရဘာမှမသိအဓိကဒီတကားလုံးမှာကိုကစဉ်းစားထားတာခုပဲရှိရဲစူးဒီဒီအိမ်ကိုလာရဆိုတာခလေးကိုထိန်းချင်လို့မဟုတ်ဘူးသူ့အဖေကိုသဘောကျလို့အဲ့တော့ခလေးကိုထိန်းရဖို့ရေးမကြည့်ဘူးသူ့အဖေနဲ့ပဲဟိုပေါ့အိနီနီကက်ကက်နေရမယ်သူ့အိုက်ဒေါနဲ့ပဲသူကဟိုလိုရမယ်ပလူးနေရဆိုကျင်နေပြီ ကလေးထင်းကျင်တာမဟုတ်ဘူးအဖေကိုလာပြုစုကျင်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့လိုကလေးနဲ့တွေ့ရခါကြလို့ရှိရင်ကိုကအဲ့လိုပြပြရောပေါ့နော်တကယ်ဖြစ်ကလတ်ဆန်နေတဲ့မှုလေးကိုပဲထည့်ထားပြီးတော့အဖေနဲ့ကျမသားလည်းအရန်နေပေါ့နော်ချစ်ဖို့ကောင်းတဲ့အရန်ဂေယူစိုက်ပြတဲ့ကျင်နာပြတဲ့ပုံစံမျိုးလေးတွေလုပ်ပြတာဆိုတော့ဇလန်းပြလို့ရှိရင်တော့ပိတက်ကမိတ္တာတွေပွားမယ်လို့ရောချင်းပါမိတ္တာရရမှာပေါ့နော်ပိတက်စီကကလေးမိတွေလည်းဟိုတော့မြခုံးလုပ်ကြမယ်လို့ရောချင်းပါအဲ့လိုစုကရမလားစုပချင်းစုပြရမလားအဲ့ အခုလက်ရှိနှုတ်ပြန်လှချမှုတွေကတော့သူတို့ဒါ commercial တွေပဲလက်ခံပေးရရိုက်ကူပြင်းနေတာလေးများပါတယ်။ဟိုရိုက်ထားတဲ့ဇလန်းကျွဲလေးတွေကကြတော့လက်ဒါအခုထုတ်လွှင့်နေရဆိုတော့လေဟုတ်ကဲ့ဟုတ်ရုပ်ရှင်ခိုင်းတွေကတော့တချို့ဟာလေးတွေကလာပြီးကန်းလန်းထားလေးတော့ရှိရဲဒါပေမဲ့ဟိုတူတူတော့ကကြတော့ရုပ်ရှင်ခိုင်းကြတော့တေချာလေးစစ်စစ်ပြီးမှပဲပေါ့နော်ရိုက်ချင်တယ်ကိုယ်ထွက်လဲလောက်ွက်ရရတယ်ဟိုနေရာလေးတစ်ခုပေးတဲ့ဟာမျိုးတန်နေပေါ့နော်ဟိုရိုက်မယ်လို့စဉ်းစားထားပါတယ်ရုပ်ရှင်ခိုင်း ဖြစ်ရင်ပြီးရောဆိုပုံစံမျိုးအနေနဲ့တော့မရိုက်ချင်တော့ဘူးပေါ့နော်အဲအားကြောင့်မို့လို့ပါဟုတ်ကဲ့ဟုတ်ဟုတ်ဟိုအရင်တော့ဆိုလို့ရှိရင်တော့ကိုကဟိုကိုက်တာအစုံနေဟာစုံလုတ်ချင်တော့ဘူးဒီကိုတွေလည်းအဆင်ပြေရဆိုလို့ရှိရင်တော့လုတ်ဖြစ်တာမျိုးလေးများပေါ့နော်ဒီအသက်ရွယ်တစ်ခုလည်းရလာတဲ့အခါမှာကိုလည်းဒီလောကထဲမှာနေရာလေးတစ်ခုရှိလာတဲ့အခါမှာကျတော့အလိုလာကန်းလန်းသမျှလုတ်တွေအကုန်လုံးတော့မလုတ်ဖြစ်တော့ဘူးကိုတွေအမှုပညာကျန်ပါလားဒါမှမဟုတ်အမှုပညာကြီးရကျန်ပါလားပေါ့နော်အဲ့အားလေးတွေကိုတခြားကြည့်ဖြစ်တယ်ကိုတွေနှစ်ခုတည်းရတစ်ခုကျန်တယ်ဆိုတော့မှပဲဟိုလုတ်ဖြစ်တာမျိုးလေးတော့များပါတယ်ဟုတ် အလားပါတော့ဒါအများကြီးတိတ်သိမ့်ကြတော့မဟုတ်ပါဘူးပုံမှန်လေးပဲနေဖြစ်စေဟိုကိုကဒီအမှုပညာလုပ်ကိုလုပ်နေတာဆိုတော့ဝိတ်ကအရန်တက်လို့မရအောင်လေတော့ခန္ဓာကိုယ်ပိုင်းနဲ့ပတ်သက်ပြီးကတော့ဒီအစားအသောက်နဲ့ပဲထိန်းဖြစ်တာမျိုးလေးတော့များပါတယ်ဂျင်းကလည်းသွားဆော့မယ်သွားဆော့မယ်ဆိုပြီးစဉ်းစားထားပေမဲ့အခုချိန်ထိတော့ဂျင်းကိုသွားဆော့ရဲ့လုပ်ငန်းစီကမရောက်သေးဘူးပေါ့နော်အဲ့တော့အစားအသောက်နဲ့ပဲထိန်းသိမ်းဖြစ်စေပြီးတော့ဒီလိုမျိုးအလားပါကြီးရဆိုလို့ရှိရင်တော့ခုလိုဒီပြိုအဆက်တက်တို့ဘာတော့မှသူအမြဲလုပ်နေကြဆိုတော့ဒီစီကန်းနေမှာသွားပြီးတော့အလားပါနဲ့ပတ်သက်ပြီးတော့လုပ်ဖြစ်တယ်ဟိုတချို့ပြိတ္တတွေကြတော့တူတူမေးတယ်မျက်နှာအရန်ပြောင်းလဲသွားတယ် ဲ့ဘာတွေခွဲစိတ်ပြပြင်ထားရလဲပေါ့နော်အရင်တော့ချစ်စရာလေးဆိုပြောကြရများတယ်အမှန်တော့တူတူကလေဘာမှမခွဲစိတ်ထားပါဘူးလို့အိုးငငယ်တုန်းကကြတော့ခနာကိုကဝရတယ်အနေလေးပြေတော့လေလို့မျက်နှာလေးကလို့ ဖောင်းဖောင်းလုံးလုံးလေးဖြစ်တာပေါ့နော်အခုနောက်ပိုင်းအသက်ရွယ်လေးရလာတော့ဟိုကဝိတ်ကိုအရင်တော့လောက်ပြန်မတက်အောင်ဟိုစစ်စင်းချင်းလေးနေတော့ပြီးဒီအဆက်တစ်တီမှာလောက်ထားတဲ့ဒီမျက်နှာ high hu လေးလောက်ထားရဲ့အစွမ်းနေပိုင်းနဲ့ဆိုတော့ဟိုမျက်နှာလေးတည်းချက်ကက်သွားတာပေါ့နော်တခီးွေးနဲ့ချက်ကက်သွားပြီးတော့တော်တော်လေးပုံပုံဖြစ်လာတာပေါ့အဲ့ဒါလေးကြောင့်ပါပဲလို့မျက်နှာကိုဘလုံးဘာမှဟို surgery ပေါ့နော်ပြောင်းလဲထားတာမျိုးတော့မရှိပါဘူးလို့ပြည်သက်ကြီးကိုပြောချင်ပါတယ်ဟုတ်အကုံစားအဲအကုံစားပါပေါ့နော်ဒီအစားအသောက်နဲ့ပတ်သက်လို့ရှိရင်တော့ ရှောင်းလာတော့တိတ်မရှိဘူးနည်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 းခဏခဏစားရပေါ့ကိုတကိုးလို့ပြောလို့ရပါဘူးအဲ့လိုအရန်ဝိတ်ကတက်မလာဘူးအရန်ဝိတ်တက်လာဆိုရှင်လည်းပြန်လျှော့လိုက်တယ်ဟိုကိုစားစင်တာရှိလို့ရှင်တော့ရှောင်းလာမရှိဘူးပေါ့အဲကြောင့်ခါကြရနေတချို့မိခလေးစားတော့ရှောင်းနေသူတွေ့လို့ရှင်တော့ကိုတနာဩသူတို့ကတနာပါတယ်လို့လူဖြစ်ပြီးတော့စားတော့တယ်ငါတို့စားလို့မစားရဘူးဆိုပြီးတော့အဲ့လိုပဲကိုယ့်ကိုဖြစ်တွေ့လိုက်တာပေါ့နော်ဟုတ်အဲ့လိုဆိုင်တစ်ခုခုမှသွားစားလို့ဒီမင်းကိုကြိုက်သွားပြီဆိုလို့ရှင်လောက်ရတယ်လွယ်တယ်ဆိုလို့ရှင် YouTube မှာသွားတယ် YouTube မှာသွားပြီးတော့ဒီဟင်း မဲ့တခုရိုက်ရှာလိုက်တယ်အမှခါကြလို့ရှိရင်ဒီ recipe ထွက်လာတယ်ချက်နီးရေရှိဆိုအဲ့ဒီအချိန်ကိုအရန်လွယ်လို့ရှိရင်သူတို့အမြင်နဲ့လိုက်လုပ်ပြီးတော့အိမ်မှာလှုပ်ရှားပြစ်တယ်လှုပ်ရှားပြစ်အင်အားလူတွေလည်းအကုန်လုံးကြွေးရပါတော့နော်ဟိုအဲ့ဟာတော့သူတို့ဝါသနာတခုလို့ပြောလို့ရတယ်ဟိုဟင်းချက်တဲ့ဟင်းချက်ရရဆိုတာသူတို့ကတော့လွယ်ကူတာပေါ့နော်ဟိုမချက်တတ်တဲ့ဟင်းမယ်ဆိုရင်တော့မှပဲသူနီးလန်းနေလိုက်ကြည့်ပြီးတော့မရရအောင်တော့လိုက်ချက်တယ်ဟာဘယ်နှမျိုးရလို့တော့မရှိဘူးတော်တော်များများအကုန်လုံးကိုချက်တတ်တယ်လို့ပြောလို့ရတာပေါ့နော်ဟိုမချက်တတ်ဘူးဆိုရင်တော့မှခုနကပြောတဲ့အတိုင်းပေါ့ YouTube မှာကြည့်ပြီးတော့မရရအောင်လိုက်ချက်တယ်အဲ့တော့သူတို့က တော့အဲ့လိုအရန်ခက်ခဲတာမျိုးမဟုတ်ဘူးဆိုလို့ရှိရင်အကုန်လုံးနှိပါကိုချက်တက်ပါတယ်ဟုတ်မိကလေးချင်းချင်းကိုအဲ့လို crash မဖြစ်တာတော့မဟုတ်ဘူးပေါ့အဲ့အဲ့လောက်ကြီးကိုတိတ်ပြီးတော့စိတ်မဝင်စားဖြစ်တာပေါ့နော်ကဲကို့ကလာ crash မယ်ဆိုလို့ရှိရင်တော့လည်းအဲ့လိုညင်းနေမဲ့တွေကတော့မဟုတ်ဘူးကြိုက်လို့ရရပေါ့ဒါပေမဲ့သူ့ကိုကြောက်ကိုကစရဲ့အဲ့လိုကြိုက်ချင်တဲ့ပုံစံမျိုးလေးဖြစ်တာချစ်ဖို့ကောင်းလို့သူ့ပုံစံရောက်ကြားလေးဆန်ဆန်လေးနဲ့ဘလို့လဲမဆိုအရင်ချစ်ဖို့ကောင်းလို့အဲ့လိုအားကြောင်းမို့လို့ပါ အဟိုးရန်တော့ခံခံရဘူးပါတယ်ဒါပေမဲ့သူတို့ကလည်းလိုမျိုးလေရန်ကြီးတဲ့မလားဟန်ကောက်မချိတဲ့ကောက်လားမချိတဲ့အဲ့လိုပုံစံမျိုးမဟုတ်ဘူးဟိုဘယ်သူပဲဖြစ်ဖြစ်ဒါချစ်ပဲဆိုတော့လေလူတိုင်းမဆိုကိုယ်လားချစ်ခွင့်ရှိရဲ့ချစ်လို့လည်းရတယ်ကိုယ့်ဘက်ကလည်းကိုယ့်မိသားစုစေတနာအမှန်နဲ့ချစ်တယ်ဆိုလို့ရှိရင်တော့ပြန်ချစ်ဖို့လည်းစဉ်းစားထားရလေးရှိပါအအခုချိန်မှာတော့အလုတ်ကတော့ပို့ပြီးတော့အရေးကြီးပါတယ်ဟိုအချစ်ကိုအဲ့လောက်ကြီးထီတော့ဟိုစဉ်းစားထား percentage အများကြီးပေးထားလို့မရှိဘူးပေါ့နော်ပုံမှန်လေးတိုင်းပဲသွားနေတာများပါအလုတ်ကတော့ဦးစားပေးနေပါတယ် ဟုတ်ကဲ့ပါပြည်သက်ကြီးပေါ့နော်ဒီညိုကားရတာစူးကိုလည်းအားပေးကြပါဟိုချစ်ခင်ပေးကြပါလို့ပြောချင်ပါတယ်ဟိုစူးကိုမုန်းရင်မုန်းလို့ရပါတယ်လို့စောင်းဝီမျိုးတော့မုန်းကြပါနဲ့ချစ်ပေးကြပါလို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့